်မင်္ဂလာပါဓမ္မဗုဒ္ဓ channel မှာကြိုဆိုလိုက်ပါတယ်အကြောင်းအကျိုးဆိုတာဆက်နေတာပဲဖြစ်ပါတယ်တူမေတ္တာတူမှာတူကျေစုတူရရှိစွာမျိုးလိုပဲတူတူတယောက်ကကျေစုပြုထားတဲ့ကျေစုတရားဟာလည်းပဲအားလုံးကမမေ့သင့်သည့်အတွက်ကြောင့်အခါအရောစွာမိမိတို့တတိယတိုင်းတက်ရှိထင်ရှားဖြစ်နေပြီဆိုရင်တော့မေတ္တာပို့ရမယ် တက်ရှိထင်ရှားမဟုတ်တော့ဘူးဆိုရင်အမြတမ်းပေးဝေရကွယ်လွန်နေစာရောက်တဲ့ပုဂ္ဂိုလ်တော့မေတ္တာမပို့ရဘူးနော်မေတ္တာပို့တာဘာလို့မပို့ဘူးလို့မပို့ရဘူးလို့တော့ဆိုတပထာကျင့်စဉ်တစ်ခုကျင့်တဲ့အခါမှာကိုတည်တာပစ္စပန်ဘဝပဲတည်တာအခုကနောက်ဘဝသူရောက်နေတယ်ရောက်နေတော့လွဲချော်နိုင်တာပေါ့နော်လွဲချော်နိုင်တယ်ဒါကြောင့်မလို့မေတ္တာဘာဝနာပွားတဲ့အခါမှာ ကွယ်လွန်နေဆိုင်ရောက်သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာဘာဝနာမပွားရဘူးသူမေတ္တာပို့တော့ပို့တဲ့အကျိုးတရားမှုအနေအဖြစ်အကောင်းဆုံးကကိုကုသိုလ်လုပ်တဲ့လူတိုင်းအမြတ်တမ်းပေးဝေးတာဒါကောင်းတဲ့အလုပ်တစ်ခုပဲလို့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေးခြင်းတဏှာဘဝမှာကြည်ကြမယ်ဆိုလို့ရှိရင်ဆွေတော်ဘူးတဲ့ပုဂ္ဂိုလ်မျိုးမတော်ဘူးတဲ့ပုဂ္ဂိုလ်ဆိုရှိဘူး အမေဖေမတော်ဘူးတဲ့ပုဂ္ဂိုလ်သားသမီးမတော်ဘူးတဲ့ပုဂ္ဂိုလ်ညီကောင်မောင်နှမမတော်ဘူးတဲ့ပုဂ္ဂိုလ်ဆိုတာရှိဝေးတာနဲ့နီးတာပဲကွာတယ်လို့သူဆိုလို့အဲ့တော့လောကမှာတရားဖြစ်လာတဲ့အချိန်ပြီးပြီးတော့အချင်းချင်းဟာဒုမေတ္တာဒုမာဆိုရင်နီးရင်ပုံမေတ္တာရှိပြီးဝေးတဲ့အခါစိတ်သွားကြတာသာရှိတယ်ပေါ့နော်အဲ့ဒီဟာမျိုးမဖြစ်ရအောင်ကိုယ်စိတ်ကနေပြီးတော့ဝေးနေတော့လဲမစိမ့်မိအောင် တန်တရားထဲမှာတိုးတယ်ပြီအလုံးဟာဆွေမျိုးတွေကြီးပဲလို့စိတ်ထဲမှာအောင်းမိပြီးတော့တူဖို့တူမေတ္တာထားခြင်းဒေါသတရားဖယ်ရှားခြင်းဖြင့်တူကြတူကိုလိုလားခြင်းအပြင်ကိုယ့်ရဲ့ရေနဲ့နှလုံးထဲမှာ ကုသိုလ်တရားတွေဖြစ်ပွားနိုင်တာနော်အဓိကကတော့မြတ်စွာဘုရားဆုံးမဩဝါဒပေးတာရှင်ထဲမှာကုသိုလ်ဖြစ်ဖို့နဲ့အကုသိုလ်နည်းဖို့ဘာကြောင့်လို့ဆိုရင်လူတိုင်းလူတိုင်းဟာနေစဉ် နိုးထလာလို့အသိစိတ်ဝင်လာတာနဲ့တပြိုင်နက်တစုံတစ်ခုကိုတွေးတော့တာပဲတွေးလိုက်ပြီးဆိုတဲ့ကအကောင်းတွေးတာလားအဆိုးတွေးတာလားနှစ်ခုလားမကောင်းတာတွေးမြင်အကုသိုလ်ဖြစ်ပြန်တယ်မကောင်းတဲ့စိတ်တွေပေါ်လာပြီးအကုသိုလ်ဖြစ်ပြန်တယ်ကောင်းတာတွေးမြင်ပြန်တော့ကောင်းတဲ့ကုသိုလ်စိတ်တွေဖြစ်လာပြန်တယ်ကောင်းမကောင်းဆိုတာအပြစ်ရှိတာနဲ့မရှိတာကိုဆိုလိုတယ်ပေါ့နော်အပြစ်ရှိတဲ့ အတွေးတွေတွေးပြီးရင်အပြစ်ရှိတဲ့အကုသိုလ်စိတ်တွေဖြစ်လာအပြစ်ကင်းတဲ့အတွေးတွေတွေးရင်အပြစ်ကင်းတဲ့ကုသိုလ်စိတ်တွေဖြစ်တယ်တွေးပြီးတော့လူဟာမနေနိုင်ဘူးဇက်ကပြောပြန်တယ်ပြောတဲ့အခါမှာလဲအပြစ်ကင်းတဲ့စကားဟုတ်ချင်လဲဟုတ်တယ်ဒါကြောင့်မို့အပြစ်ကင်းတဲ့စကားလားအပြစ်ရှိတဲ့စကားလားသိပြီးတော့အပြစ်ကင်းတဲ့စကားပြောမိဖို့ရာစူးစမ်းပြစ်မရှိတဲ့စကားမျိုးပြောဖို့စူးစမ်း ပြစ်ရှိတဲ့အခါမျိုးပြောမရင်အကုသိုလ်ဖြစ်ပြန်အလုံးလုံးပြန်လို့ရှိရင်ထို့တူပဲကြံတွေးပြောဆိုထားတဲ့အတိုင်းလူတွေဟာအလုံးတစ်ခုလုံးလို့ရှိကြတယ်နောက်ပြီးဆိုတဲ့အခါမှာလည်းအပြစ်ရှိတဲ့အလုံးလားပြစ်မရှိတဲ့အလုံးလားစဉ်းကျင်စဉ်းစားအစဉ်းစားမိဘူးဆိုရင်နှစ်ခုတစ်ခုတော့လုံးမိတာပြစ်ရှိတဲ့အလုံးမိကိုအလုံးကိုလုံးမိပြီဆိုရင်အကုသိုလ်တွေဖြစ်ပွားပြန်ရော ြည့်ကင်းတဲ့လုပ်ကိုလုပ်မိပြီဆိုရင်ကုသတရားတွေဖြစ်ပေါ်ပြန်အဲ့တော့နေစဉ်နဲ့အမျှတွေးတာပြောတာလှုပ်တာတွေဟာကုသနဲ့အကုသတမျိုးမျိုးလို့ဖြစ်နေတာရှိတယ်အဲ့လိုဖြစ်နေတဲ့အထက်မှာကိုတတိထားရမှာကိုတွေးကိုပြောကိုလှုပ်တဲ့အလုပ်ဟာအလုပ်ကိုအကြောင်းပြုပြီးအကုသတွေဖြစ်သလားကုသတွေဖြစ်သလားဒါကိုတော့အများရန်ဈေးအတွက်ပြတ်နေဖို့လိုအပ်တယ် အဲ့ဒါလို့မတွက်ဘူးဆိုလို့ရှိရင်မသိတာဈေးရောက်တာတော့မှပဲဈေးရောက်ပြီလို့ရှိရင်စရင်ချုပ်တဲ့အခါဒီကနေ့မြတ်တလားရှုံးတလားတွေ့အောင်အနုဝဆုံအဖြစ်ပဲပေါ့ထို့တူပဲမြတ်စွာဘုရားကထံဘူတတ္တမေရတ္တိတိဝံဝိတိဝတ္တံတိငါဟာဘယ်လိုအနေထားနေနဲ့တနေ့တန်ကုံကုံလုံးလာခဲ့သလဲဆိုပြန်စဉ်းစားပါတဲ့အနေနဲ့ပြန်စဉ်းစားလိုက်တဲ့အခါကျတော့ ကုသိုလ်စိတ်တွေနဲ့အချိန်ကုန်တာလားအကုသိုလ်စိတ်တွေနဲ့အချိန်ကုန်တာလားဆိုတာအဖြေတစ်ခုရလာမှာဖြစ်ဖြေတစ်ခုရလာလို့ရှင်အကုသိုလ်စိတ်တွေနဲ့အချိန်ကုန်တယ်ဆိုရင်အဲ့ဒါပြောင်းအကုသိုလ်တွေကိုဖယ်ဖို့စူးစမ်းရလိမ့်ကုသိုလ်တွေနဲ့အချိန်ကုန်တယ်ဆိုရင်ဝမ်းသာပီတိဖြစ်ပြီးတော့စတဲ့တဘူစူးစမ်းဖို့လိုလားအဲ့ဒီအဖြေမျိုးရနေအောင်လူတိုင်းလူတိုင်းဟာမှတ်တမဲ့နေပဲနဲ့စဉ်းစားရမှာဖြစ်တယ်အဲ့စဉ်းစားရမယ့်အချိန်မှာ နောက်တစ်ခုထပ်ပြီးစဉ်းစားရမှာကမ္မတကောမိကမ္မတဟာတော်ဘာဘဝငါပိုင်တာဟာကံပဲဖြစ်တယ်ပစ္စယောဇာတွေမပိုင်ဘူးလားလို့ဆိုတခဏပဲပစ္စယောဇာပိုင်တယ်ဆိုအလုံးသိရင်ထားသွားမှာထားခဲ့ရမှာလေကြီးယူသွားလို့ရတော့မဟုတ်ဘူးအဲ့တော့တကယ်ကိုယ်နဲ့ပတ်သက်ပြီးကိုယ်နဲ့ဆက်ဆက်နေတဲ့အရာဟာကံတန်းလင်းဖြစ်တယ် နောက်ဆုံးပဲလူတွေကိုဝတ်ထားတဲ့အဝတ်တောင်ထားပြခဲ့ကိုစင်ထားတဲ့ယရဏပစ္စည်းတွေအကုန်ထားခဲ့အိနေရတွေအကုန်လုံးထားခဲ့အဲ့တော့ကိုနဲ့အတူပါသွားမှာတော့ကန္တရာပဲမိသားစုကနေပြီးတော့အော်သူဝတ်စင်တဲ့လက်ဝတ်ယရဏလေးပါသွားပါစေဆိုပြီးတော့ဝတ်ပေးလိုက်လဲသူရမှာမဟုတ်ဘူးနော်အဲ့တော့ဘာမှပစ္စည်းဥစ္စာဆိုတာယူသွားလို့ရတဲ့အရာမဟုတ်ဒါကြောင့်မြတ်စွာဘုရား ပဟာယကမဏိယအလုံးပစ္စယောဇာတိဆိုတာထားသွားမယ်ဟာလေးကြီးပဲဘာပိုင်ပိုင်ရှိတဲ့ပစ္စယောဇာတိထားသွားအဲ့တော့စဉ်းစားရမှာဒီထားသွားရမယ့်ပစ္စည်းတွေအတွက်ဒုရတွေအာဟုတုတွေဖြစ်နေမလောက်နဲ့နာမယ်ကိုထားခဲ့ရမယ့်ပစ္စည်းတွေအတွက်အာဟုတုမဖြစ်စေနဲ့ကုသိုလ်ကောင်းမှုဖြစ်အောင်ပဲကြိုးစားရမှာဖြစ်ဒါကြောင့်မို့စဉ်းစားရမှာကမ္မတကောမိငါပိုင်နာဟာကံမဲ့ ကမ္မတံကတော့ကံပေးတဲ့အမွေကိုလည်းဆက်ခံရမှာဖြစ်တယ်။တခြားအမွေကဆက်ခံရမှာမဟုတ်ဘူး။ကံပေးတဲ့အမွေတိုင်းပဲဆက်ခံရမှာဖြစ်တယ်။ဒါကြောင့်ယံကမ္မံဂရိတာမိကလျာဏဝပါပကံတတ္တကမ္မတ္တဓာရောဝိတာမိငါလုတ်တဲ့အကောင်းဆုံးကံမျိုးကိုငါလုတ်ပြီးဆိုရင်အဲ့ဒီငါလုတ်တဲ့ကံရဲ့အမွေကိုပဲငါခံရမှာဖြစ်တယ်ဆိုတော့ မပြတ်စဉ်းစားပြီးပါတဲ့ပြောဆိုအဲ့ဒါလို့စဉ်းစားပြီးခြင်းအဖြစ်ဘယ်လိုအကျိုးရှိတုံးဆိုပစ္စည်းဥစ္စာပေါ်မှာတွက်တာတွက်တာခြင်းပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးမကောင်းမှုကိုပြုလုပ်မိခြင်းဆိုတာဒီရောပါသွားစေနိုင်တယ်ကောင်းတဲ့လူတွေကိုကျင့်တရားတွေပို့ပြီးတော့တိုးတက်ကောင်းမွန်လာစေရသော်ဘုရားရဲ့ဒီကိုကျင့်တရားလို့ဆိုရဲအတ္တကအခြေခံကကမ္မတက္ကတာသမာဓိကိုအခြေခံတာဖြစ်တယ် တခြားဘာသာတွေကျတော့ဖះကြိုက်တယ်မကြိုက်ဘူး ਨੇ ပြောတာဒီဘာသာမှာဖះကြိုက်တာမကြိုက်တာ ਨੇ မဆိုင်နော်ဖះကြိုက်လို့ဖះမကြိုက်လို့ဖះကြိုက်တဲ့အလုပ်မှလုပ်မယ်ဖះမကြိုက်တဲ့အလုပ်မလုပ်သူတို့ကဖះကိုအခြေခံပြီးတော့ကိုကျင့်တရားကောင်းအောင်ဆုံးမလာဒီမြတ်စွာဘုရားရဲ့အဆုံးမမှာတော့အဲ့လိုမဟုတ်ဘူးအစ်စ်အမှန်ဖြစ်တဲ့ကိုလုပ်တဲ့ကံမှာအခြေခံရမယ် ကိုလို့တဲ့ကံကိုကောင်းတာလို့ရင်ကောင်းတာရမယ်မကောင်းတာလို့ရင်မကောင်းတာရမယ်ဆိုတဲ့ဒီအတ္တိတရားပေါ်မှာအခြေခံတဲ့ကိုကျင်တရားကိုထူထောင်ရမှာဖြစ်တယ်။အဲ့ဒါလို့ထူထောင်လိုက်ပြီဆိုလို့ရှိရင်လူဟာမှန်ကန်တဲ့ပေါ်မှာအခြေခံပြီးထူထောင်တာဖြစ်သည့်အတွက်ကြောင့်အခြေခံအပြင်လည်းမှန်နေမှန်တဲ့ပေါ်မှာစဉ်းစားတာဖြစ်သည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အတ္တိတရားလည်းမှန်ကန်တယ်။ဘုရားသခင်ကြိုက်တယ်မကြိုက်ဘူးဆိုတာကြတယ် စဉ်းစားတာတော့ဘုရားသခင် မကြိုက်လို့မလုပ်ဘူးဆိုရင်တခါလေဘုရားသခင်ဆိုတာမျိုးကဟိုမိုးကြောပေးစားတဲ့အကောင်းတွေကိုစားကောင်းတယ်လို့ဒီလိုပြောထားလို့ရှိရင်အဲ့ဒါကြတော့အမှုသူတွေဖြစ်ပြန်နော်အဲ့သူကြိုက်တာကိုကြိုက်တာနဲ့တခြားစီဖြစ်တတ်သေးတယ်ကံဆိုတာတော့အလုံးမဖြစ်ဘူးတချို့ကမိုးကြောပေးတဲ့တရားတွေကိုဘုရားကဒုစားဖို့ဖန်ဆင်းပေးတာဆိုပြီးတော့စားကြပေါ့ရဲဆက်ဆက်တတ်ကြဖြတ်ကြလောက်ကြတယ်ပေါ့နော် တကယ်ကတော့အဲ့ဒါတွေကတော့မမှန်ကန်တဲ့အတွေးတွေပါအဲ့တော့မြတ်စွာဘုရားကကိုကျင်တရားကောင်းမှုနောက်တစ်ခုစဉ်းစားခိုင်းတာပါလို့ဆိုလွယ်လွယ်လေးကိုကျင်ကိုကျင်စာတရားကိုကျင်စာတရားကိုပါဠိလိုအတုပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုနဲ့နှိုင်းရှင်ကြည့်တာကိုကျင်စာဆိုတော့ကိုနဲ့နှိုင်းရှင်ကြည့်ခြင်း ကိုမကြိုက်တဲ့အလုပ်ကိုဘာဖြစ်လို့သူများလုပ်ရလဲကိုမကြိုက်တဲ့အပြောမျိုးကိုလာပြောရင်ကိုလက်မခံနိုင်ဘူးဆိုရင်အဲ့ဒီအပြောမျိုးသူများလည်းမပြောဘူးဥပမာပဲကိုဆဲရင်ကိုမခံနိုင်ဘူးအဲ့တော့သူ့လည်းမဆဲနဲ့ပေါ့ဒီလိုဆိုလို့ကိုလာပြီးတော့ညင်းဆဲနှိမ့်ဆဲမယ်ဆိုရင်ကိုမခံနိုင်ဘူးဒါကြောင့်ဟိုသူများကိုလည်းကိုကညင်းဆဲမနှိမ့်ဆဲနဲ့သူပစ္စည်းမတရားယူလို့ရှိရင်ကိုပစ္စည်းမတရားယူရင်ကိုမခံနိုင်ဘူးအဲ့ဒါဆိုရင်သူပစ္စည်းကိုလည်းမတရားမယူနဲ့ဆိုတဲ့ ကိုချင်းစာတရားအခြေခံပြီးတော့ကိုချင်းတရားကောင်းအောင်ဆုံးမှများဆိုအဲ့တော့ခဏိကမှာဆိုတော့အတ္တဆိုတာကိုချင်းတရားဟုတ်ပြောတာစီဝါရေးလုံးလဲအတ္တရှိမှဖြစ်တယ်နော်ဘာလို့လို့ကိုချင်းတရားကောင်းမှအများလက်ခံလာမှာဖြစ်တယ်ပေါ့အများလက်ခံတဲ့လို့ဆိုရင်ကိုချင်းတရားပြပြတယ်လို့တယ်အဲ့တော့အဲ့ဒီကိုချင်းတရားဆိုတာကိုမြတ်စွာဘုရားရဲ့အဆုံးအမတော့ ဟုတ်ကကိုကျင်းသာတရားကိုခြေခံတယ်ကံကံဤအကျိုးကိုသိမြင်တတ်တဲ့ကမ္မတက္ကတာတမဒိဋ္ဌိကိုခြေခံတယ်ဒီအခြေခံနှစ်ခုနဲ့မင်္ဂနဲ့လမ်းကြောင်းပေါ်မှာဆက်လက်ပြီးတော့လှုပ်ကြမှာဖြစ်တယ်ပေါ့အဲတော့မြတ်စွာဘုရားကလူတွေရဲ့တဘာဝကိုခေါ်တဲ့အခါမှာဥဘောပုံဉ္စပါပိဉ္စယံမစ္စောခုရတိဣဒ္ဓ လူသဘာဝကိုကြည့်လူဖြစ်လာပြီဆိုရင်လူတွေဟာမလုပ်လေကုသိုလ်လုပ်ချင်လုပ်မယ်အကုသိုလ်လုပ်ချင်လုပ်မယ်နော်လူတွေလုပ်တဲ့အလုပ်ဟာနှမျိုးပဲရှိတယ်အဲ့တော့အပြစ်ကင်းတဲ့အလုပ်နဲ့အပြစ်မကင်းတဲ့အလုပ်ဒီနှစ်ခုပဲရှိတယ်ပေါ့အဲ့ဒါကိုပဲအပြစ်မကင်းတဲ့အလုပ်ကိုဒီအပြစ်ရှိတဲ့အလုပ်ကိုအကုသိုလ်လုပ်လို့ခေါ်ပြီးတော့ပြစ်ကင်းတဲ့အလုပ်ကျတော့ကုသိုလ်လုပ်လို့ခေါ်တယ် စားတဲ့အစာမှလည်းပဲဒီတိုင်းပဲလေကျမ်းမာစေတတ်တဲ့အစာနဲ့စိတ်တော်ဖြစ်စေတတ်တဲ့အစာနှစ်ခုရှိလူတွေမှာကိုယ်နဲ့မတည့်တဲ့အစာနဲ့ကိုယ်နဲ့တည့်တဲ့အစာမတည့်တဲ့အစာစားရင်ဒုက္ခရောက်တယ်တည့်တဲ့အစာစားရင်ကျမ်းမာအဲ့ဒါလိုပဲစိတ်ထဲတွေးတာတို့နှုတ်ကပြောတာတို့ကိုယ်ဒီလျောက်တို့လုပ်တဲ့အခါမှလည်းပဲနှမျိုးခွဲနှမျိုးခွဲတာဆိုကိုယ်အတွက်ကောင်းချိုးပေးမဲ့အလုပ်ကတခုကိုယ်အတွက်ဆိုးချိုးပေးမဲ့အလုပ်ကတခု ကိုယ့်အတွက်ကောင်းကျိုးပေးတဲ့အလုပ်ကိုပုံညာလို့မြတ်စွာဘုရားပြောတယ်။ကိုယ့်အတွက်ဆိုးကျိုးဖြစ်စေတဲ့အလုပ်ကိုပါပါလို့ပြောတယ်။အဲ့ဒါကိုကြီးညွှန်းပြီးတော့ဥပောပုံညင်စပါပင်စယံမစ္စောကုရုတိဣဒာလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဒီနှစ်ခုတစ်ခုလုတ်တယ်။အဲ့ဒီလုတ်တဲ့ဟာတင်ကြီးတတတကံဟောတိတင်စအာရယကိစ္စတိ လုံလိုက်ပြီဆိုတဲ့ကိုပိုင်သွားပြီကိုစီရောက်သွားပြီစားလိုက်တဲ့အစားကိုပိုက်ထဲရောက်ရင်ကိုနဲ့ပဲသက်ဆိုင်အဲ့ဒါလိုပဲလုံလိုက်တဲ့လုံတစ်ခုကကိုရင်ထဲနှလုံးထဲရောက်သွားပြီရောက်သွားသည့်အတွက်ကြောင့်တင်ကြီးတတ်တတ်ကံဟောတိအဲ့ဒါကိုပိုင်ဖြစ်သွားတယ်လို့ဆိုလိုတယ်နော်ကိုနဲ့သာသက်ဆိုင်နေတင်စအာရယကိစ္စတိနောက်ဝလည်းဒါပဲပါကောင်းမယ်လို့သူဆိုလိုတယ်နော်ဒါကြောင့်ဘုလို့ ဒီကမ္မတကတ္တသမာဓိတိဆိုတာအမှတမအရေးကြီးတယ်ပေါ့ရေးကြီးတယ်အရေးကြီးတဲ့အတွက်ကြောင့်ဒါကိုသတိထားတတ်လို့ရှိရင်ဒီဘဝမှာကုသိုလ်တရားများများဖြစ်အောင်ကြိုးစားကြအောင်ဖြစ်တယ်เนาะကုသိုလ်တရားများများဖြစ်အောင်ကြိုးစားအဲ့လိုကြိုးစားပြီးဆိုတဲ့ခါမှာမြတ်စွာဘုရားတိုက်တွန်းတယ်တတမကရိယာကလျာဏနိစ္စယံတံပရာဤကဒုဘဝရောက်လာတဲ့အချိန်မှာ ကုသိုလ်ကံကိုကျိုးကောင်းတဲ့အလုပ်တွေကိုကြိုးစားလုပ်ပါတဲ့ကောင်းတဲ့တွေကိုကြိုးစားလုပ်ပါကောင်းတဲ့အလုပ်ဆိုတာစီးပွားရှာတဲ့အလုပ်ထဲမှာလည်းပဲမှန်မှန်ကန်ကန်စီးပွားရှာတာကောင်းတဲ့အလုပ်ဖြစ်တာရလာတဲ့စီးပွားကိုအမိကျွေးမယ်အဖေကျွေးမယ်မိသားစုချမ်းသာအောင်ထားမယ်အကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်ဒါကလောဘနဲ့မဆိုင်ဘူးနော် ။များသောအားဖြင့်လူတွေကစီးပွားရှာတာကိုလောဘလောဘရှိလို့ရှာနေလောဘနဲ့ရှာနေကြတယ်လို့ပြောကြတယ်။မဟုတ်ဘူးပညာနဲ့ဝိရိယနဲ့ရှာ။လောဘနဲ့စီးပွားရှာတဲ့လူတွေဆိုတာတကိုးတည်းမြတ်။အဲ့ဒါလောဘနဲ့စီးပွားရှာတာသူတို့ကဘာညာမှမရှိဘူးလေ။သူရပစ္စည်းကိုယူဖို့ပဲကြည့်လား။အဲ့ဒါလောဘသူရပစ္စည်းကိုယူဖို့ကြည့်လား။နော်ကိုကကိုကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့စီးပွားရှာတယ်ဆိုတာဒါပညာနဲ့ရှာ။နော် ကလေးတယောက်ကြောက်လာတယ်ဆိုရင်ကြောင်းထားရတယ်ဆိုတာဒီစီးပွားရှက်တာဖို့ထားတာလေပညာသင်ဖို့ထားတာအဲလောဘကြည့်ဖို့ဆိုရင်ကြောက်နှောင်ထားကြမလို့သူကသူမွေးတယ်လောဘပါလားတော့လူတွေလွယ်လွယ်မမနားလည်နေကြစီးပွားရှက်တာလောဘကြည့်လို့ဆိုပြီးတော့ပြောကြတယ်မဟုတ်ဘူးဒီဟာကနော်လောဘဆိုတဲ့ဘောကပစ္စည်းဥစ္စာဘောမှာတွေ့တာတယ် မစွန့်နိုင်စုတ်ကင်ထားတယ်မလူရဲမတန်းရဲဖြစ်တယ်အဲ့ဒါဒီမှာလောဘရဲ့သဘောလို့ခေါ်တယ်နော်ငါသာပိုင်ရင်လည်းဆိုတာလောဘရဲ့သဘောလောဘရှိပြီဆိုရင်မိသားစုတော်မကျေဘူးသူကကိုယ်ပဲကိုယ်တက်ဖယ်စဉ်းစားတယ်အဲ့ကိုယ်တက်စဉ်းစားတာမဟုတ်ဘူးဒါအမေဖေအတွက်ဒါမိသားစုအတွက်ဆိုပြီးအလုပ်ကြိုးစားလုပ်တာဒါလောဘမဟုတ်ဘူးအဲ့ဒါလည်းသဘောပေါက်တဲ့လူနဲတယ်ဒါကြောင့်လောဘရှိမှချမ်းသာတယ်လို့လူတွေကထင်ကြတယ်မဟုတ်ဘူး ချမ်းသာခြင်းရဲ့အကြောင်းကပညာနဲ့ဝီရိယကြိုးစားတာချမ်းသာခြင်းရဲ့အကြောင်းပဲရောင်းတတ်ဝယ်တတ်လုတ်တတ်ကင်တတ်စီးပွားရေးပညာကနေခေတ်ပြောတဲ့ economic ဆိုဒီပညာရက်တွေဒါတွေကချမ်းသာခြင်းရဲ့အကြောင်းတွေပဲပေါ့ပစ္စည်းဥစ္စာရခြင်းရဲ့အကြောင်းမြတ်စွာဘုရားဟောထားတဲ့အဲဒီလောဘကြောင့်စီးပွားဖြစ်တယ်လို့တခုမှမရှိစီးပွားဖြစ်ခြင်းအကြောင်းကိုဟောတဲ့အခါမှာမြတ်စွာဘုရားဥဋ္ဌာဏသမ္မရာ တက်တက်ကြကြလုံးလုံးရမယ်အာရခသမရာရလာတဲ့ပစ္စည်းကိုအလေးလွတ်မရှိအောင်ထိန်းသိမ်းရမယ်ထိန်းသိမ်းမှုရှိရမယ်သမစီဝိတာဝင်ွေထွက်ွေမြတ်တာအောင် သုံးဆွဲထားရမယ်ကလျာဏမိတ်တတာမိကောင်းဆွေကောင်းတွေနဲ့ပေါင်းသင်းပြီးတော့ကောင်းထုတွေကိုယူပြီးတော့ကောင်းတာကိုလုပ်ဖို့လိုတယ်ဆိုတာဒါပဲလဲဆိုပြဟုတ်တယ်နော်မင်းလောဘကြီးရမယ်လို့မဟုတ်ဘူး မြတ်စွာဘုရားဟောတဲ့ပိဋကတ်စာပေထဲမှာလောဘနဲ့ရတယ်လို့မဟုတ်ဘူး။ဥထာဏဝီရိယဓိကတိဟိတဲ့။ထကြွလုံးလဝီရိယဖြင့်ရအကုန်လုံး။ဓမ္မိကေဟိတရားကိုစင်သုံးခြင်းဖြင့်ရအကုန်လုံး။ဓမ္မလတ္တိဟိတရားမြတ်တမှုဖြင့်ရှိဝါရှာ၍ရအကုန်လုံး။ဒါပဲဟောတယ်နော်။ကိုရောင်ကောင်းရောင်းကောင်းပဲလှုပ်ထားတဲ့ပစ္စည်းတွေဓမ္မိယဓမ္မိကဓမ္မလတ္တအဲ့ဒါဆို အနာရမိန်တတိကြီးတို့လည်းစီးပွားရှာတာပဲတော်တော်များဖြစ်စီးပွားရှာဝိတာခာတို့ဆိုစီးပွားလုပ်တာပဲလေစီးပွားလုပ်တာဝိတာခာအဲ့တော့ဝိတာခာတို့ဘာစီးပွားလုပ်တုံးဆိုမိဘလက်ထက်ကလေးကချမ်းသာတာသူလုပ်တာမွေးမြူရေးနဲ့ဆက်ကြွေးရေးပဲဝိတာခာစီးပွားကြည့်လိုက်လို့ဆိုဘာလို့ဆိုတော့နွားတွေကောင်းတသိမ့်မကဘူးလေသူနဲ့ပါလာတာအဲ့ဓာရီနဲ့လေယာလုံငန်းလုပ်တယ်ဒီနွားတို့တွေညစ်တယ်ဒါရီနွားတို့ရောက်မယ်အဲ့တော့ ဘုရားဝါဒဝင်နေတင်းနေရောဆုံးစီးပွားရတော့အဲ့ဒါမွေးပြည့်ရင်းနဲ့စိုက်ပျိုးရေးတော်တင်းတော်တယ်စီးပွားရေးပေါ့နော်ဘုရားစေတီနဲ့အလွန်ကျွန်လှုပ်တာမျိုးမဟုတ်ပဲနဲ့သူတို့ခေတ်ကဒါမျိုးလည်းမသုံးဘူးပေါ့နော်အကာအကွယ်လှုပ်တာမျိုးတွေပဲတုတ်တယ်ခဏိခေတ်တော့ဒါတွေကအလွန်ကျွန်နေလှုပ်တဲ့အခါကျတော့လူနဲ့ပိုးပိုးနဲ့လူဟာလုံးလက်ခတ်မနိုင်တော့နော်မနိုင်တော့အဲ့တော့ မမှန်ကန်ကန်နဲ့ကိုစီရနာတန်တန်နဲ့လှုပ်ကြမယ်ဆိုလို့ရှိရင်ဝိတ္တခါတော့ဟာမွေးမိဝင်နဲ့စပ်ပြွေးလို့ဒီလိုပြောရမှာဖြစ်တယ်။နွားမွေးတယ်၊လေယာဉ်လုံငန်းလို့တယ်။အနာရဝိန်တိသေးတို့ကကုံရောင်းကုံဝင်လှုပ်တယ်။နာရဝိန်တိသေးတို့ကကုံရောင်းကုံဝင်လှုပ်တယ်။အယောင်းဝင်လှုပ်တယ်။ဖះနဲ့တွေ့တာကတာဝတိယနေပြီးရာဇကျူသွားတဲ့အချိန်မှာဖះနဲ့တွေ့တာ။အဲ့တော့သူကအယောင်းဝင်တယ် လုပ်တယ်ကုံတယ်ကြီးတွေပေါ့အဲ့တော့ရှေးခေတ်ကအလုပ်လုပ်တယ်ဆိုတာစီးပွားရေးကဒီနှမျိုးပဲရှိတာစိုက်ပျိုးရေးနဲ့ကုံတွယ်ရေးစိုက်ပျိုးရေးလုပ်ရင်လုပ်မယ်ကုံတွယ်ရေးလုပ်ချင်လို့ဒီနှစ်ခုကအဓိကစိုက်ပျိုးရေးဆိုတဲ့အထက်မှာမွေးမြူရေးပါတယ်မွေးမြူရေးဆိုတာခုခေတ်ပြောတဲ့ဟိုကြက်ဝက်တွေမွေးပြီးတော့ကျောင်းသားမျိုးပြောတာမဟုတ်ဘူးခနေမွေးမြူရေးရတော့ ဲ့ဒါပြောတော့မြတ်စွာဘုရားမလုပ်သင့်ဘူးလို့ဒါမြစ်ထားတယ်။အော်ဒီသူတို့ခင်မှာမွေးမိပြီဆိုတော့နွားမွေးတာပြောတယ်နော်။နွားတွေမွေးတဲ့အခါမှာသူတို့ပုံမှန်လည်းအကျဉ်းသားတရားနဲ့ဝါဝါလင်းလင်းကြွေးထားလို့သူတို့စီကရတဲ့နွားတို့စသည်ကိုရောင်းဝယ်ဖောက်ခါပြီးတော့စားကြတာတာဖြစ်တယ်နော်။အဲ့ဒါလို့အကျဉ်းသားတရားနဲ့လောက်ကြခိုင်းကြတာဖြစ်တယ် အဲ့တော့စိုက်ပျိုးရေးဆိုတဲ့ထင်မယ်အနွားမွေးတာပါနော်စိုက်ပျိုးရေးနဲ့ကုန်းတဲ့ဒီနှစ်ခုဟာအဓိကစီးပွားရေးတွေပဲဖြစ်တယ်ရှိတော့အဲ့ဒါလို့လုပ်ပြီးတော့ဒီရှေးသူတော်ကောင်းကြီးတွေဒီလိုလုပ်ရင်းကနေပြီးတော့သာသနာတော်ကိုလူတန်းထောက်ပံ့လာခဲ့ကြတာဖြစ်တယ်ပေါ့အဲ့ဒီအစဉ်လာဟာမြတ်မထင်ရှားတယ်ဒီထဲမှာဒီ အိန္ဒိယနိုင်ငံမှာဆိုရင်ပြမနာဆိုတဲ့လူရန်သားရှိတယ်ခတ္တိယဆိုတဲ့လူရန်သားရှိတယ်အဲ့ဒီပဲအများစုကတော့ကုံတယ်လဲလို့လူရန်သားအများဆုံးပဲအဲ့ဒါတွေကပဲစီးပွားဖြစ်ပြီးတော့ဒီဖျားသာသနာတော်ထောက်ပံ့လူရန်သားသူတို့နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတဲ့တရားတွေတတ္တမကရိယကလျာဏံနိစ္စယံတံပရာယိကံကောင်းတာတွေလုပ်ပါတဲ့ နိစ္စယံတမရာယိကတမလုံးဘဝအတွက်လည်းကျွတင်ပြင်ဆင်ထားတဲ့ကုသိုလ်ကောင်းမှုကိုလုပ်ပါနောက်ဘဝရည်မှန်းတာမလုပ်ပဲမလုပ်ရည်မှန်းတာမဟုတ်တော့လည်းပဲကိုလုပ်တဲ့အလုပ်ဟာနောက်ဘဝအတွက်မပူပန်ရတဲ့အလုပ်ပဲဥပမာမဲ့နေ့စဉ်စီးပွားရှာလို့စီးပွားဖြစ်ပြီးငွေကြေးတနာစုဆောင်းထားလို့ဆိုရင်မပူရတာပဲလေနောက်ဘဝကြုံကြုံမပူရတဲ့သဘောပဲအဲ့တော့လုံးတဲ့လုံးတဲ့လုံးထားကြတယ် ပူပန်တော့ကမရောက်ရဘူးပုံညာနိပရလောကတမေပဋိဌာဟွန်တိပါဏိကုသကောင်းမှုတွေဆိုတာတဲ့နောက်ဝါမှာယတ္တိယမေအာကိုရာတစ်ခုဖြစ်တယ်ဆိုဘာကြောင့်လဲကုသကောင်းမှုကနောက်ဝါအာကိုရတယ်ဆိုတာနောက်ဝါဆိုတာကိုတယောက်တည်းသွားမှလေကိုတယောက်တည်းသွားတဲ့အခါမှာဒီ သာသမီဆိုရင်လည်းမိဘပါလာမှာမဟုတ်ဘူးမိဘဆိုလည်းသာသမီကလိုက်လာမှာမဟုတ်ဘူးကိုတယောက်တည်းတောင်းမှာဖြစ်တယ်ကိုတယောက်တည်းတောင်းမှာဖြစ်ပြီးအတွက်ကြောင့်တမန်တော်ကမှာအာဟုရမဲ့အချက်ကိုလို့တဲ့ကုသိုလ်ကောင်းမှုသာလည်းဖြစ်တယ်လို့ဒါမြတ်စွာဘုရားတတိပေးပြီးတော့ဟောကြားတဲ့စကားပဲနော်ပုံညာနိပရလောကတမေပရလောကတမေတမန်တော်လောကနောက်ဘဝမှာပုံညာနိကိုလို့တဲ့ကုသိုလ်ကောင်းမှုတွေဟာပဋိဌာန်ဝန္တိပါဏိနံသရဝါတို့အတွက် အာကိုအာထာယဖြစ်ပါလိမ့်မယ်ကိုလုံးတဲ့ကုသိုလ်ကောင်းမှုတွေအာကိုအာထာယဖြစ်တယ်ဒါကြောင့်မို့လူတိုင်းလူတိုင်းဟာကုသိုလ်ကောင်းမှုကိုအာရုံပြုပြီးတော့နေ့စဉ်မှာမှာကုသိုလ်ဖြစ်အောင်နေချာမှာဖြစ်တယ်ကုသိုလ်နဲ့အကုသိုလ်ကိုအမြဲတမ်းဆင်းတွက်ပြီးတော့အကုသိုလ်ကိုအရှုံးကုသိုလ်ကိုအမြတ်လို့ဆင်းနေမှာထက်ထားပြီးတော့ အကုသိုလ်တွေဖြစ်ရင်အရှုံးထွက်နေတယ်လို့သာမှတ်ပြီကုသိုလ်ဖြစ်ရင်မြတ်ပေါ်တယ်လို့ပဲမှတ်ပြီเนาะအဲ့ဒါလို့နေစဉ်အရှုံးမြတ်တွက်ထားပြီးတော့ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားကြအဲ့တော့ကုသိုလ်တရားဖြစ်ပွားဖို့ဆိုတာဟာရသော်ပြာကစိတ်ပေါ်မှာအဓိကထားတယ်ကိုယ်စိတ်ကိုအဓိကထားတယ်ဆိုပါစို့ကိုယ်ချင်းဒီနာကိုပြန်လေးစဉ်းစားခြင်းအားဖြင့်ကွမ်းတပီတိဖြစ်ရင်ဒါကုသိုလ်တွေတိုးလာတာနော် ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်တရားဟာသူကအနဝိဇ္ဇဒုက္ခလို့ဆိုတယ်အပြစ်ကင်းတဲ့ချမ်းသာသူကရတယ်ဒီပြစ်ကင်းတဲ့ချမ်းသာဆိုဝဲယူရတဲ့ဟာလည်းမဟုတ်ကိုချင်းတရားကောင်းလိုက်တာနဲ့အနဝိဇ္ဇဒုက္ခဆိုတာခံစားရမှာဖြစ်တယ်အဲ့ဒီအနဝိဇ္ဇဒုက္ခရရှိဖို့အတွက်ကိုချင်းတရားကောင်းကိုစောက်တိတ်ကြတဲ့ကိုချင်းသီလကိုမချိုးဖောက်ပေးသေးတယ်ပြန်ကိုတန်နာမှာကိုချင်းတရားကောင်းနေတယ်အဲ့ဒီကိုချင်းတရားလေးကိုအာယုံပြုပြီးတော့ နှလုံးသွင်းဆင်ញင်လို့ပီတိဖြစ်တိုင်းဖြစ်တိုင်းကုသိုလ်တရားတွေဟာတိုးပွားလာမှာဖြစ်တယ်။ဒီနည်းနဲ့လည်းကုသိုလ်ရအောင်လုပ်လို့ရတယ်။နောက်နည်းနဲ့ဖះကိုအာရုံပြုမယ်တရားကိုအာရုံပြုမယ်သံဃာကိုအာရုံပြုမယ်ဒါနကောင်းမှုတွေပြန်ပြီးတော့ဆင်ញင်စဉ်းစားမယ်ကုသိုလ်တွေဖြစ်တယ်ပီတိတွေဖြစ်တယ်ဒါလည်းကုသိုလ်တိုးနေတာအဲ့တော့မြတ်စွာဘုရားဝိလမတုတ်တံမှာဟောထားတဲ့ကုသိုလ်တရားဟာအမှန်တမ်းစိတ်နှက်စရာကောင်းတယ် အလှူဒါနထဲမှာမြတ်စွာဘုရားအမြင့်ဆုံးကုန်ကြစိတ်လည်းအများဆုံးကိုကြောင်းလူဟာကောင်းဆုံးလို့ခေါ်တယ်နော်အကြာလိုက်ခံတယ်ဒီအကျိုးပြုတာတဲမှာတက်တန်းရှိကြတဲ့အကျိုးပြုမှုရတာဖြစ်တော့ကြောင်းကြောင်းလူကောင်းဆုံးကြောင်းလူတဲ့ကောင်းတဲ့ကုသိုလ်ရှိလားလို့ဆိုတရဏဂုံစောက်တည်တာနော်ဘုရားတရားတန်ခါရဏသုံးပါးကိုဒီအသက်ဆုံးပြီးတော့ရာသက်ပန်း ဖះကိုကုခဏကိုဖះကိုစုံလို့ပါလဲဆက်တယ်ဖះရဲ့အဆုံးမတိုင်းနေပါမယ်ဘုဒ္ဓံတရဏံကိစ္ဆာမိဖះကိုအသက်အနှင်းမာတယ်ငါဘဝရဲ့ကောင်းကျိုးဆိုးကျိုးဖះရဲ့အဆုံးမတိုင်းနေဓမ္မတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတို့ယရဏသုံးပါးကိုကိုယ့်ကိုစုံလို့အနှင်းခြင်းဟာတရဏဂုံလို့ခေါ်တယ်အဲ့ဒီတရဏဂုံကုသိုလ်ဟာခန္ဓာចောင်းဆောက်တဲ့ကုသိုလ်တွေမြတ်တယ်လို့သူဆိုတယ် တခါတရဏဂုံစောက်တည်ပြီးတဲ့အခါငါးပါးသီလစောက်တည်လိုက်တယ်။အဲ့ဒီငါးပါးသီလကိုလုံးလုံးချုံချုံထိန်းသိမ်းလိုက်လို့ရှိရင်ခုနတရဏဂုံတတ်တတ်စောက်တည်တဲ့ကုသိုလ်တွေငါးပါးသီလနဲ့တွဲဖက်စောက်တည်တာကြပိုမြတ်သွားတယ်။ဒီလိုဆုံးလို့ဒါပြင်တည်တဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်။တရောအလုံးပေါ်မှာချုံကုန်ပြီးတော့မေတ္တာပွား။မေတ္တာပို့တဲ့ကုသိုလ်ဟာဒီကုသိုလ်တွေတည်းပိုကောင်းတယ်လို့ဆိုတယ် ဒါဖြင့်မေတ္တာပို့တဲ့ကုသိုလ်တဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရှိသေးတယ်။အနိစ္စတင်ညာဘာဝိတ္တပါ။အနိစ္စတင်ညာဘေးရာမှမမြဲဘူးဆိုတဲ့ဝိပဿနာတရားကိုအထုတ်ပါလို့ဆိုလို့။အဲ့ဒီဝိပဿနာကုသိုလ်ဟာတော့ကုသိုလ်ထဲမှာအများဆုံးပဲသူရဲ့မြတ်တဲ့ကုသိုလ်မရှိတော့ဘူး။ဘာကြောင့်လို့ဆိုရင်ဝိပဿနာကုသိုလ်ရဲ့အကျိုးဟာမဲ့ဖို့ပဲလာတော့မှဖြစ်တယ်။နော်တပြည့်ဟာမလာဘူးမဲ့ဖို့တိုက်ရိုက်ဆက်သွယ်သွားတဲ့ ကုသိုလ်ဖြစ်တဲ့အတွက်ကြောင့်လုံလို့ရတဲ့ကုသိုလ်တွေထဲမှာဝိပဿနာကုသိုလ်ဟာအမြင့်ဆုံးပဲမကုသိုလ်ဆိုတာလုံလို့ရတဲ့ကုသိုလ်မဟုတ်ဘူးဝိပဿနာအာထုလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်မျိုးသာလည်းဖြစ်တယ်ပေါ့စွာသူမိထွန်းလိုက်တဲ့မိထွန်းလိုက်လို့ရတဲ့အလင်းပဲဖြစ်တယ်သူကဖျောင်းနိုင်မီးလေးထွန်းလိုက်လို့မိကြောင်ဖြစ်ပေါ်လာတဲ့အလင်းလေးမျိုးလို့ပဲမိထွန်းရတာနဲ့ဝိပဿနာနဲ့တူတယ်ဖြစ်ပေါ်လာတဲ့အလင်းနဲ့မကုသိုလ်နဲ့တူတယ်သူကသူကတော့ မကုသိုလ်ရအောင်လုပ်ရတာမဟုတ်ဘူးဝိပဿနာပဲအထောက်အရဲအဲ့တော့ဒီသဘောတွေကိုနားလည်ပြီးတို့ရတွေဟာကုသိုလ်တစ်ဆင့်ပြီးတစ်ဆင့်ပို့ပြီးတော့အမျက်ဆုံးကုသိုလ်မျိုးတွေရအောင်တို့ရတွေစ조사အထောက်ကြမယ်လို့ကိုစီကိုစီနှလုံးသွေးပြီးတော့လူ့ဘဝရတဲ့အခိုက်မှာကုသိုလ်တရားဖြစ်ပွားခြင်းဟာအရေးကြီးဆုံးပဲဖြစ်တယ်လို့တတိထားကုသိုလ်တရားဖြစ်ပွားအောင်조사နိုင်ကြပါစေကုန်တည်း